November 18ရက်တနင်္လာနေ့အာရုံဥစုတောင်းကြီးအစီအစဉ်ကိုအစပြုဖို့ပဏာမကျမ်းစာတစ်ပုဒ်ကိုဖတ်ပြပါမယ်။ရှင်လုကာခရစ်ဝင်ခန်းကြီး3အငယ်9ဒီပိုင်းဖြစ်ပါတယ်။ရှင်လုကာခရစ်ဝင်ခန်းကြီး3အငယ်9ဒီပိုင်းဖြစ်ပါတယ်။တစ်ပင်အမျက်နာမှာပစိန်ထားလျက်ရှိသည်ဖြစ်၍ကောင်းသောအတီးမတီးသောအပင်ရှိသည်များတို့ကို ခုလေ၍မိရဲ့တို့ချလိုက်ရသည်ဟုဟောပြောလေ၏စွတ်တောင်းကြပါစို့ကောင်းကင်ဘုံ၌ရှိတော်မူသောအဖတ်မြတ်စွာသောဘုရားခင်ယနေ့နနေ့အစီအစဉ်အစလေဆုံးသုံးပါးစလုံးတန်ရှင်သောဝိညာဉ်တော်သည်ကျွန်တော်အားတုန်တင်လန်းပြကောင်းကြီးပေးပါမည်အကြောင်းမနေ့ယနေ့နံကာလမပြောင်းမလဲအသက်ရှင်တော်မူသောကျွန်တော်ရဲ့ကယ်တင်ပိုင်ရှင် ခင်ခရစ်တရဲ့မြတ်တော်နာမ၌ယူသည်စွာကျေးဇူးတော်ကိုချီးမွမ်းလေဤနေ့နာနေ့အစီအစဉ်ကိုအရှင်ဖျားလက်တော်ထဲသို့ကျွန်တော်အားလုံးသဘောချင်းတူလေဆုတောင်းဆက်ကအနန္တပါလေဖဖျားအာမင်ဓမ္မတချင်အမှ21မူအောက်ပင်နေသောလူမျိုးအပေါင်းတို့ဖျားမြတ်ကိုချီးမွမ်းပါ ဂယုဏတော့အစီမြတ်တည်ပြီးတော့ဂရိတော်မြင်းမြန်နဲ့ဖရာမာနဲ့ဖရာကိုကူးဝယ်သူတွေကရှင်လန်းစွာတချင်းစုဖို့ဒီလောကကြီးထဲမှာဒုက္ခဆင်းရဲတွေ့ပေမဲ့ကိုယ်တော်နဲ့ပြန်တွေ့တဲ့တနေ့မှာကောင်းငင်ချမ်းသာနဲ့တကွဖရာခင်ပေးတဲ့ဆုလက်တွေကိုရမယ်ဆိုတော့ နှုတ်ဘတော်အတိုင်းဘာသာစကားအမျိုးမျိုးပြောတဲ့သူတို့သည်ထုအရာကိုနှလုံးသွင်းလက်ဝမ်းမြောက်ခြင်းနဲ့ချီးမွမ်းနိုင်ဖို့ရာကျွန်တော်အတူတကဂုံတော်ကိုနှလုံးသားနဲ့ပါနဲ့ချီးမွမ်းပြီးဆိုကြပါစို့ ဆရာယောဟန်ဟောတဲ့နှုတ်ကပတ်တော်လေးဖြစ်ပါတယ်။တကြောင်ကျွန်တော်တို့ကတမန်တရားကိုဟောတဲ့အခါမှာလူတွေအကြိုက် လူကြီးလူချင်းတဲ့အရာပဲပြောဖို့မဟုတ်ပဲနဲ့လူကြီးမကြိုက်ပြီမဲ့လည်းတမာတရားကိုပြောဖို့အမတန်ရေးကြည့်ပါလေဥပမာကလေးတယောက်ကနော်မကျွန်တော်တားသမီးပဲဖြစ်မယ်ဓမ္မမွေတူတူမလေးအင်လလေလို့ကျွန်တော်ကသူအစိတ်ဖြစ်စီမဲ့ဆီပလင်းကိုတင်ထားတာကိုအပြင်းမကြီးယူတော့သူတို့ တရားလုံးလို့ထင်ပြီးတော့ယူစားမိရင်ချက်ချင်းချင်းတားသွားပြီမလုံးတဲ့ဒါမှသိုင်းတည်သွားလိမ့်မယ်ဒါအစိမ့်ဖြစ်တယ်ဘီအလိုလိုက်ပြီးတော့ကိစ္စမရှိဘူးစားပါစေငါ့ကိုပြောမုန်းသွားမယ်ဆိုပြီးတော့ငါ့ကိုတူရင်ငါ့တားသွင်းရင်ငါ့ကိုမချစ်ပဲနေမှာဆိုပြီးတော့အလိုလိုက်လို့မရဘူးနော်ပြောရမယ်ပဋိသန်ဆရာယောဟန်လည်းဒီတိုင်းပဲပြောပါတယ်အပေါ်မှာပြန်ဖတ်ကြည့်ရင်အငယ်ရှစ်မှာဆိုရင် ပဋိဇံဆရာတရားဟောတဲ့အခါမှာပဋိဇံခံရလူအများကြီးရောက်လာကြတယ်အခုဆိုရင်ကျွန်တော်အများကြီးရောက်လာရတခါလေးချက်ချင်းနှချင်းပေးပြီးတော့ Facebook ကတီးပြီးတော့ကြွားမှဟာဘဏ္ဍာကိုနှချင်းပေးလိုက်တယ်လေလို့ဒါပေမဲ့ဘုရားသခင်ရဲ့တကယ်အမှုတော်ဆောင်နေရတော့အရေးအတွက်မလို့ရှိဘူးသူများရောင်လို့လက်ရောင်နေလို့မလို့ရှိဘူးအငယ်ခုနှစ်ကလည်းဖတ်ရင် ထိုအခါဗတ္တိဇံကိုခံအံ့တော်ကလာကြသောလူအစုဝေးတို့အားယောဟန်ဟောပြောသည်ကလူအများကြီးလာကြတာနော်လူအစုဝေးလိုက်လာတာယောဟန်ဘာပြောလဲဆိုတော့အချင်းမွေစုအမျိုးတို့ရောက်လူတို့ဘေးဓမ္မပြင်းသွားစင့်တော်ကအဘေသူတွေတနုကသိပြီးပြီးတနည်းတဲ့မင်းတို့ဘယ်သူတွေဘယ်လိုမင်းရောက်လာကြတယ်လဲတဲ့နော်အချင်းမွေစုအမျိုးတဲ့လမွေစုဆိုတာလူလိုအစိတ်ဖြစ်စေတာ တော့တခင်ယေရှုကတော့မုတ်တောင်းရင်ဘယ်တော့မှအငွေမပေးပါဘူးအငွေဖြစ်မဲ့အရာဆိုဘုရားသခင်အစိတ်ဖြစ်မဲ့အရာမပေးပါဘူးမင်းတို့အဲ့ဒုက္ခလို့ပေါ့မင်းတို့ဘယ်သူပြေးတယ်လဲတဲ့ဒီပြီးပြီးတော့ကြောက်ပြီးတော့မလာနဲ့တော့တဲ့ငွေရှစ်ပါနောင်တနဲ့ထိုက်တန်တော့အချင်းကိုကျင့်ကြတော့မင်းတို့နောင်တတကယ်ရရင်အဲ့ဒီထိုက်တန်တဲ့အချင်းကိုကျင့်ရမယ်ရှင်ဘုန်းလေးဒီမေဟောတာ အကုမမင်းကြီးလည်းမကြောက်ဘူးဖေတုတ်မင်းကြီးလည်းမကြောက်ဘူးဘယင်ရှိမှာနော်အရှင်မင်းကြီးကောင်းငယ်ဖြစ်တဲ့ရှိပါရောကလူလူဒီနောင်တရနောင်တနဲ့ထိုက်တန်တဲ့အကျင့်ကိုကျင့်ရမယ်တခင်ဘုရားထံပြောင်းလဲရမယ်ဖေတုတ်မင်းဟာမင်းကွာတိတ်ပါတက်တယ်လောက်သိမလို့မင်းအယူလားဒါလျှောက်ပြောနေတာအကုမမင်းကြီးလည်းရှင်ဘုလိုအကုမမင်းကြီးရှင်မင်းကြီးသိတယ်နော်အမှန်ကိုသိတယ်နော် ရှင်ဘုရားဆက်မပြောနဲ့ပြောပြငါခရိယံဖြစ်သွားတော့မယ်ခရိယံဆိုတာအဖို့ကပြီးရတယ်ခရစ်တော်ရဲ့တရားတော်နဲ့နောင်တရပြီးနောင်တနဲ့ထိုက်တယ်တဲ့အချင်းကိုကျင့်ရတယ်ဖာရိရှဲတွေမှာမဟုတ်ဘူးဇတိကဲရှင်မှာမဟုတ်ဘူးတမန်တော်တွေမှာမဟုတ်ဘူးဒါရှင်ဘောလို့ကငါတို့မင်းတို့ခေတာဖို့မင်းတို့ငါတို့အသက်ပြေးတာမဟုတ်ဘူးညအပြတ်မပြောရင်တော့တခင်ဖျားထံပြောင်းလိုက်ရမယ်ဒီနေ့တစ်ခါလေးကျွန်တော်ပုဂ္ဂိုလ်ခင်တရားမင်တို့ကြောင့် အေးပုဂ္ဂိုလ်ကြီးပြောလိုက်တဲ့အခါမဟုတ်တယ်လို့နဲ့အာစိတ္တမနည်းနည်းခံစားချက်ဖြစ်လာတယ်ကဲတင်းကြီးရပြီးထင်ကြတယ်ကျန်တာအဲ့လိုမဟုတ်ပါဘူးတခင်ပြားတာပြောင်းလဲရင်လူမီဒီကာခရစ်တော်နဲ့တည်းလီအသစ်ပြုတ်ပြင်းတဲ့တရားဖြစ်တယ်ခဏလေးပုဂ္ဂိုလ်ကြီးအပြစ်လုပ်လို့ပါလို့ပါဒီဝဲအပြစ်လုပ်မိတာပဲပြောပါပဲဒါပေမဲ့ဘုရားခင်လူတွေကနောင်တနဲ့ထိုက်တန်တဲ့အကျင့်ကိုကြင်ကြလော့တဲ့အမိပြင်ကြင်ကြလော့နော်မင်းမလို့ရင်းနဲ့ တစ်ပင်အမြင့်နာမှာပစိန်ထားတယ်တဲ့။ကောင်းသောအတီးကိုမတီးတဲ့အပင်ရှိတာကိုခုတ်လဲပြလိုက်မယ်တဲ့။ဒါတပည့်ခရစ်တပည့်တို့ရဲ့လက္ခဏာကကောင်းသောအတီးတွေအများကြီးတီးခြင်းအဖြစ်တပည့်မှန်ကြောင်းတက်တည်ဖြစ်တယ်။ကောင်းသောအတီးတွေမတီးပဲနဲ့ဝိညာဉ်စုကျေးစုမပြောဘူးနော်။ဝိညာဉ်စုကျေးဇူးရတဲ့လူကကိုရောနမိတ်လက္ခဏာပြပါတယ်၊နတ်ဆူရီနေထုတ်ပါတယ်။ခရစ်တော်မင်းတို့ကလုံးဝမသိဘူးလေ။ဝိညာဉ်အသေးသေးရည်ကြည့်တယ်။ ဝိညာဉ်အသေးတွေကြောင့်သိတယ်ချက်ချင်းဝမ်းမြောက်ခြင်းစိတ်ရှိခြင်းကျေးဇူးပြုခြင်းကောင်းမြတ်ခြင်းတစ္ဆာရှိခြင်းစသဖြင့်နောက်ဆုံးကာမဂုဏ်ချုပ်တီးခြင်းအဲ့ဒီတရားကိုပဲတရားမမမြတ်တာဘူးအဲ့ဒီအသေးတွေဘလောက်တည်ပြီလဲအဲ့ဒီလိုခေါ်လိုက်တဲ့အခါမှာအငယ်10 17 12 14အထိဖတ်မယ်ဆိုရင် ဆေကနေ14ဒီဖတ်ရင်လူစုဝေလူကလည်းတို့ဖြစ်လေကျွန်ုပ်တို့သည်အဘေတို့ပြရပါမည်နည်းဟုမေးလျှောက်ကြတယ်။ဒါဖျားကြီးတက္ကပတ်တော်ကနှလုံးသားလေးကိုပြုပြင်တာနှလုံးသားနဲ့စင်နှစိမ့်ပြီးအခုတလုံးသားကိုထိတာလူတွေကဟေးအာမင်းအော်လိုက်အော်ခိုင်းတာမဟုတ်အခုတော့ဟေးတင်းဖြစ်ရဲ့အားရအောင်ကျွန်တော်ဟိုစိတ်ရှုလို့ပေါ့ဟိုရာဘူးတီးလဲလက်ခုတီးပြီးအားပေးပါလို့ ကိုတရားဟောတာကိုကကိုအားရအောင်ဟိုင်းအာမင်အာမင်လိုက်လိုက်ခေါ်ခိုင်းတယ်။ဟာလေလုယာလိုက်အခိုင်းတယ်။တမန်တော်ဒီခုမှအဲ့လိုမလုပ်ခိုင်းပါဘူး။လုပ်လို့မလုပ်ပါဘူး။တမန်တော်ဟောတဲ့ကတည်းကနှလုံးသားတွေပူပါအောင်လို့ဘာလို့ရမလဲ။သူတို့မေးလာတာ။တခင်ကျအပေါ်ကနေတခါကလည်းသူတို့တိုင်ပေးပြီးတော့ကိုပြောတဲ့အတိုင်းလိုက်ပြီးတော့အာမင်နဲ့အော်ခိုင်းတကယ်ကျမ်းစာထဲမှာတခါမှလည်းအဲ့လိုမခိုင်းဘူးလေ။ sit down ပြီးတော့မှဖျားကြီးပြည့်စုံပါစေအာမင်လို့ပြောတာ။သူတို့ပြောတဲ့အခါမှာတခါလေကျွန်တော်တို့အမားပြောမိတာဟာအောက်ကနေ အာမင်းပဲကျွန်တော်ရက်ဆူပါလေအရက်တော့ပါလေမိမလည်းအာအောက်ကလည်းအာမင်းပဲဘာမှနားမလည်တော့ပဲနဲ့အဲ့လိုဖြစ်ကုန်ကြတယ်တပည့်ဒီမှာလူစုဝေးတွေကမေးလာတာကျွန်တော်ဘာလို့ရမလဲယောဟန်လက်ထက်ကတော့အင်ဂျင်တွေရှိတဲ့လူကအင်ဂျင်မရှိတဲ့သူကိုမျှဝေစေစမ်းစရာမရှိရှိတဲ့လူကသူနည်းတူပြပါကိုမစမ်းစရာရှိရင်စမ်းစရာမရှိလို့ပြပါ ကမ္ဘာအဥ္စာပေါ်နေရင်မရှိတဲ့လူပေးပါနှစ်ထည့်ရှိတစ်ထည့်ပေးလိုက်ပါတဲ့တမန်တော်ဝိထုကြတော့နောင်လာရတယောက်မှမကျင်းဗတ္တိစာခံရမယ်တယောက်မှမကျင်းနောင်လာရမယ်တို့ပြည့်တဲ့တန်ရှင်တော်ဝိညာဉ်ရမယ်အဲ့ဒီကမ္ဘာအခွန်ခံနေရလာတယ်ငါတို့ကျွန်တော်တို့ဘာလို့ရမလဲတဲ့အခွန်ကသူတို့ဒီဗတ္တိစာကိုခံခြင်းကလာပြီးအရှင်ဘုရားကျွန်တော်တို့ဒီအပေတို့ပြရပါမည်ဤဟုမင်းလျှောက်ကြလင်း တင်းတို့သခင်ဒီခွဲဝေစီမံထက်ဒီထက်တာ၍မခွဲခံကြနေဟုမိန်တော်မူ၏မိန်တော်သခင်စီမံနေတဲ့အခွင့်အရေးပုံမကောက်နဲ့နော်မိန်တော်တဲ့မိန်တော်ပုံမြူတဲ့အဲ့ဒါစကင်းသီးတော့ချက်ချင်းဥစ္စာတွေကိုစည်ရင်သားလို့ပေးလိုက်တယ်မတရားတကြညီမိလေးစားပြန်ကျော်တယ်ကျန်ဘလောက်တော့အမျက်စားထားလဲမသိဘူးနော်ဘလောက်တော့လက်ယူထားလဲမသိဘူးဒီနေ့ကျွန်တော်အဲ့လိုလူတွေကိုလူတော်တွေလူချမ်းသာထင်တယ် ဘုရားရှင်ရှေ့မှာလတ်စားတဲ့ရုံရှာတဲ့လူတွေတခိုးတွေဖြစ်တယ်။နဒါရီကခုကျွန်တော်ကလူသူတို့ငွေသူတို့ရှိတဲ့အရာတွေကြောင့်သူတို့ကိုယ်လင်လူကြီးဘဝနဲ့တထားနေတယ်။ဘုရားရှင်နှုတ်ကပါတော့ပြတ်သားတဲ့နေရာမှာနော်။တခါဆက်ပြီးတော့စစ်သူရဲတို့ကလည်းအကျွန်ုပ်တို့ဒီအဘယ်သို့ပြရမည်နည်းဟုမင်းလျှောက်ကြလေ။ယောမရှိသားတွေလည်းစိတ်ငြိမ်ထွေးတယ်။ တို့မတရားများလုပ်မိတာမှားပြီးတင်နေကျွန်တော်ဘာလို့မလဲသူတို့မသိဘူးဘာလို့မမသိဘူးအကျင့်လို့ဖြစ်နေတယ်အခွင့်အရေးဒုက္ခလို့ဖြစ်နေတယ်သူတို့အတွက်ထုံးကူစီထုံးစံလို့ဖြစ်နေတယ်ကျွန်တော်ဘာလို့မလဲတဲ့အဲ့ဒါကယောဟန်ကတင်တို့ဒီတင်တို့ကိုတင်တို့ဒီအဘယ်သူမှအနိုင်ချက်မပြုကြနိုင်တင်တို့ဒီ အဘယ်သူကမြတ်အနိုင်ထက်မတူကြနေအဘယ်သူမြတ်မစတကြနေကိုရတော့အခန့်နဲ့ရောက်ရဲကြလို့မိန့်တယ်မူ၏မင်းရှိတဲ့လာကလေးတွေပဲရောက်ရဲပါရောက်ရဲခြင်းဒီဖျားကြီးရှင်မှာကြီးစွာသောအကျိုးကျေးဇူးဖြစ်တယ်မရောက်ရဲဘဲနဲ့မတရားအတ္တမယူရင်မင်းတို့တမိုင်းတည်မယ်မင်းတို့သားသမီးတွေလည်းတမိုင်းတည်မယ်ဘယ်သူမှယူတည်မှာမဟုတ်ဘူး ဒါကနေ့နှုတ်ကပတော်ကကျွန်တော်ကိုထုတ်ပြဲသောမေတ္တာနဲ့ပေးဖို့ဒါကကျွန်တော်ကကံမကုန်ချုပ်တည်ခြင်းဆိုတာဒေါသကိုမချုပ်တည်နိုင်ရင်လက်ပါလာမယ်လုံသွားရင်လူတတ်မှုဖြစ်သွားနိုင်တယ်ကြောင့်မိသားစုတစုလုံးစစ်စင်းရရဖြစ်သွားနိုင်တယ်။ဒါကြောင့်ကံမကုန်ချုပ်တည်နိုင်ဖို့ ။တမန်ကျမ်းစာစစ်ပွဲတွေဘာကြောင့်ဖြစ်လဲ။ကိုဒေငံကအကျိုးမြတ်ပဲကြည်ပြီးတော့ကိုအတွက်ပဲကြည်ပြီးတော့ဟိုနိုင်ငံကဟာလီဝုဒ်မတရားအောက်စီးနေယူပြီးတော့အဲ့ဒါမတရားလုပ်တဲ့လူအားပေးအားမမြောက်တော့ဘာကြောင့်လဲ။တပ်မဲ့ချင်းကြောင့်စစ်ပွဲတွေဖြစ်တယ်။ဒါဒါလေးပြန်ကြည့်လို့ရှိရင်ကျမ်းစာကတော့ကျွန်တော်တို့ထူခဲ့တယ်မလွတ်ဖို့ဤကဲ့သို့မလွန်ကျူသားဖို့ တုံတင်နေတယ်။ဘုညေတိတိဖြစ်တဲ့လူတွေကိုလူချင်းချင်းချစ်တတ်ဖို့ကျေးဇူးပြုနိုင်ဖို့ဝမ်းမြောက်တော်သူတွေတည်သူတို့ဝမ်းမြောက်ဖို့သူတို့နိုင်ငံကြီးချမ်းသာလဲအတူဝမ်းမြောက်ဖို့လူတွေဘဝကောင်းမြတ်ဖို့ကြိုးစားရင်တမခွဲကြပဲနဲ့အုပ်ချုပ်တော်သူများကလည်းတိုင်းပြည်ပြည်သားတွေမှာထူးထူးစိတ်ထားထားဖို့ပြောင်းပြန်အလုပ်လုပ်ရှိတယ်။ဒါဒီကနေ့အဲ့ဒီလိုကျွန်တော်အသက်ရှင်သွားရင် ဘာသာစကားအမျိုးမျိုးပြောတဲ့လူတွေဝမ်းမြောက်ချင်ရမယ်။ကျွန်တိုင်းပြည်မှာဆိုရင်တိုင်းသားစကားပြောတာ135မျိုးလောက်ရှိတယ်လို့ပြောတယ်။ဒီလူတွေအလုံးဝမ်းမြောက်ဖို့ဒီလောကကြီးမှာသူတို့ဒုက္ခဆင်းရဲခံတဲ့လူတွေဝမ်းမြောက်ချင်ရဖို့ပြည်နာတော့အစီမြတ်တည်ပြီးတော့ဂတိတည်တဲ့ဖះကိုယုံကြည်ခြင်းအဖြစ်ဒီဝမ်းမြောက်ခြင်းကိုရပြီးတော့မှန်တဲ့ဖះကိုကိုယ်ပဲပြီးတော့ မှန်တဲ့ဘုရားရဲ့တရားတော်နဲ့အသက်ရှင်နေဖို့ကျွန်တော်တို့မေတ္တာပို့ဆုတောင်းပြုဖို့အမှန်တရားအရေးကြီးပါလေကျွန်နိုင်ငံကြီးအတွက်ပြန်ကြည့်ရင်ဥပဒေစိုးမိုးခြင်းဆိုတာမရှိတော့ဘူးငွေများတရားနိုင်လို့ဖြစ်နေပြီလူတွေကလည်းအမီးရဲ့အခေါင်းရဖြတ်ဆန်းပြီးတော့ဖြတ်လန်းကနေလူတွေလက်ကိုလိုက်နေကြပြီ ကျွန်တော်နှုတ်ကပတ်တကိုဟောလာဟောကြပါအဲ့ဒီအခါမှာခုနပြောလူတန်းစံဘောင်းစုံပြောင်းလဲလာနေမယ်ဘုရားသခင်ဝိညာဉ်တော်အလလုံးရင်ကျမ်းသာပြောပါတယ်တန်ရှင်းသောဝိညာဉ်တော်ရောက်လာရင်လူတွေကိုအပြစ်ကိုဖော်ပြမယ်အခွန်ကသူ့အပြစ်ကိုမြင်တယ်စိတ်ရပြတဲ့မိန်းကလေးသူ့အပြစ်ကိုသူမြင်တယ်ယောမစစ်သားတွေမတရားလုပ်တော့သူ့အပြစ်ကိုမြင်လာတယ် ဘာသာရေးခေါင်းဆောင်ကြီးသူတို့မားတာကိုပြန်မြင်လာတယ်။မတရားသောသူကိုတတ်မိတဲ့အဖြစ်ကိုသူတို့မြင်လာပြီးတော့နောင်တပြန်ရကြတယ်။တန်ရှင်သောဝိညာဉ်ရောက်လာရင်လူတွေရဲ့အဖြစ်ကိုဖော်ပြမယ်။အဖြစ်ကင်းခြင်းကိုဖော်ပြမယ်။အဲ့ဒီအဖြစ်ဘုရားရဲ့တရားစီရင်ခြင်းကိုဖော်ပြတဲ့အခါမှာဘုရားရဲ့အမြတ်တော်ဖြစ်တဲ့စီရင်ခြင်းကလွတ်ဖို့သူတို့ရဲ့ခိုင်မာတဲ့မချုပ်တည်နိုင်တဲ့ ဇာတိတဘောတွေအားလုံးကိုထားခဲ့ပြီးခရစ်တော်ရှိပြောင်းလဲလာဖို့ရန်ကျွန်တော်ဆုတောင်းပေးဖို့ဖြစ်ပါတယ်။ဒီနေ့အတွက်မြန်မာနိုင်ငံခရိယံဂိုင်းပေါင်းစုဆုတောင်းရကော်မတီရဲ့ဆုတောင်းချက်တစ်ချက်ကတော့ကမ္ဘာစစ်ပွဲဖြစ်ပွားရာတာဆူနေသောနိုင်ငံများနှင့်၎င်းတို့နိုင်ငံတွေကိုဥဆောင်တဲ့လူတွေရဲ့နှလုံးသားမှာတမချဲစစ်တွေချုပ်တီးပြီးတော့ ငင်းချမှုရရှိပြီးငင်းချတဲ့ကဘာကြီးဖြစ်လာဖို့ငင်းချတဲ့နိုင်ငံဝန်ကျင်တွေဖြစ်လာဖို့ဆုတောင်းပေးဖို့ဖြစ်ပါလေထိုနိုင်ငံများရှိပြည်သူများရဲ့စာဝတ်နေရေးစီးပွားရေးများအားမှုဆောင်တဲ့လူတွေမှုစားပေးပြီးတော့ဆောင်ရွက်နိုင်ဖို့ကုတပုတ်တွေမကြည့်ပဲနဲ့တိုင်းသူပြည်သားများကိုအခြေခံဖြစ်တဲ့

ဝင်းနေကြောက်တဲ့မွေးနေ့ရှင်များတော်တော်လကောင်းမိမိရဲ့မင်္ဂလာရက်မြတ်ကိုမြင်တဲ့ဇနီးမောင်နှံဒီလည်းထုကင်းတို့မင်္ဂလာနဲ့ပြည့်စုံဖို့အတူတူကအပေါ်ကြီးတူလေအတန်ထွက်ပဲဖြစ်ဖြစ်စိတ်ထရပဲဖြစ်ဖြစ်တယောက်ဆူတောင်းတော့ကြာပြီးလိုက်ပြီးဆူတောင်းတော့ပဲဖြစ်ဖြစ်ဆူတောင်းကြပါစို့ကောင်းကင်ဘုံ၌ရှိတော်မူသောအဖမြတ်စွာသောဘုရားသခင်ကမ္ဘာစစ် ဝယ်ကြီးဖြစ်ရာတာစုနေတဲ့နိုင်ငံများအဲ့ဒီနိုင်ငံတွေကိုဥဆောင်နေတဲ့ခေါင်းဆောင်များရဲ့နှလုံးသားထဲမှာတမချင်းစိတ်ကြီးချောက်အော်တိုဘတ်စ်ကိုတံမှုနဲ့ထူးတဲ့ဘဝမျိုးမရောက်ပဲနဲ့ငင်းချမ်းရေရရှိပြီးသူကိုယ်တိုင်ငင်းချမ်းလက်မိမိရဲ့တိုင်းပြည်မိမိရဲ့တိုင်းလူပြည်သားများ မိမိရဲ့အိန္ဒိယနိုင်ငံတို့တွင်လည်းငြိမ်းချမ်းရေးရရှိဖို့ထုကောင်းဆောင်များကိုကိုယ်တော်ကောင်းကြီးပေးတော်မူပါခိုင်မာသောနှလုံးခက်တဲ့အတွေ့အခေါ်တွေနဲ့အတ္တသဘောတွေကနေတန်ရှင်သောဝိညာဉ်တော်သည်သူနှလုံးသားတွေကကြောက်ခဲကဲသို့မာတဲ့နှလုံးသားတွေကိုအသေးနှလုံးသားကဲသို့အသားနှလုံးသားကဲသို့ပြောင်းလဲလာဖို့ကိုယ်တော်ပဲတတ်နိုင်တော်ကြောင့်ဝိညာဉ်တော်ဖျားသူတို့အဖြစ်ကိုဖော်ပြတော်မူပါအဖြစ်ကင်းကြီးအတ္တတော်ကိုပေးတော်မူပါ ခရရတရားရှင်ကြီးလွတ်မြောက်ပြီးအကြောင်းနောင်တကိုပြေတော်မူပါဗျာထိုနိုင်ငံများရှိပြည်သူပြည်သားများရဲ့စာဝတ်နေရေးရှိပွားရေးများအားမူဆောင်လည်းရှိသောနိုင်ငံကောင်းဆောင်များကပူဇော်ပြီးပြီးတော့ဆောင်ရွက်နိုင်ဖို့လေသူတို့စိတ်နှလုံးတွေကိုကိုယ်တော်ပြုပြင်ပေးတော်မူပါမိမိတကူအောင်ဆံပြီးတော့မိမိမိသားစုမိမိလောက်ဖို့ဆောင်ပေးတဲ့စုအတွက်သာမစင်စားပေးနဲ့နိုင်ငံနဲ့ချီပြီးတော့ ကိုရဲသဘောတော့ဖြစ်တဲ့ကဘာသူကဘာသာတိုင်းပျက်စီးခြင်းတို့မရောက်စေဖို့ရန်ကိုရဲမေတ္တာကိုသူနှလုံးသားထဲသွန်းလောင်းခြင်းအဖြစ်သူတို့အုပ်စုနေတဲ့တိုင်းပြည်လေးအိန္ဒိယနိုင်ငံနေကဘာကြီးငင်းချမ်းလက်မြတ်တာခြင်းကိုတိုင်းပြည်ပြည်သားအသီးသီးနဲ့လူအသီးသီးတို့ဒီခံစားနိုင်မှုကိုတော့ကောင်းကြီးပေးတော်မူပါတို့ပြင်းမိမိရဲ့ဝင်းတွေကိုမြားတဲ့ဝင်းနေရှင်များနဲ့ မင်္ဂလာဇနီးမောင်နှံတို့ဒီလေဤကဲ့သို့သဘောတူနှလုံးပြုလေနှလုံးတွင်းလေဤကဲ့သို့သဘောတူနှလုံးတွင်းလေဘုရင်သဘောတော်နေ့မိမိရဲ့ဝန်ကြီးမိမိရဲ့အိမ်တော်မိမိရဲ့အသင်းတော်မိမိရဲ့လုပ်ငန်းဆိုင်ရာအသေးသေးမှာစီစင်းလေသူတို့ကြည့်ရတဲ့မြတ်သူမင်္ဂလာကိုမျှဝေခံစားနိုင်သည့်အောင်မင်္ဂလာဖြစ်ဖို့ရန်ကိုရရှင်ကိုရရှင်သင်ပေးခဲ့တဲ့ပထနာတော်အတိုင်း ကျွန်ုပ်တို့သည်သဘောချင်းတူလေယုံကြည်လက်မေတ္တာပို့ဆီတောင်းကြပြီးမှကောင်းကင်ဘုံ၌ရှိတော်မူသောကျွန်ုပ်တို့၏ဘာဥတော်ဤနာမတော်အားယုံသည်လေးမြတ်ချင်းရှိပါစေသောနိုင်ငံတော်တည်ထောင်ပါစေသောအလိုတော်သည်ကောင်းကင်ဘုံ၌ပြည့်စုံတကယ်သို့မြေကြီးပေါ်မှာပြည့်စုံပါစေသောအသက်မွေးလောက်သောစာကိုကျွန်ုပ်တို့အား ယနေ့ပေးသနာတူပါဒီတစ်ပါးဒီကျွန်တော်တို့ကိုပြမားတို့ပြများကိုကျွန်တော်တို့ဒီလွတ်တကယ်တို့ကျွန်တော်တို့အပြစ်များကိုလွတ်တူပါပြသွေးစားတို့မလိုက်မပါစေပဲမကောင်းသောအမှုရမလည်းကယ်နှုတ်တူပါအဆိုးပိုင်သောအခွင့်နှင့်ဘုန်းတော်အာနုဘော်တော်သည်ကဘာဆက်ဆက်ကိုတော်၌ရှိပါ၏အာမင် အစီအစဉ်အဆုံးသတ်ဖို့အတွက်ဓမ္မတိကျမ22ဘုံတော်ချီကျူးမြေကြီးပေါ်တွင်လူမျိုးအပေါင်းဘုရားတကယ်ကိုချီးမွမ်းရန်ယုံကြည်ကြောက်ရရာချစ်ခင်မြတ်လို့ရဘုံတော်ကိုတည်ပြီးတော့ချီးမွမ်းနိုင်ဖို့ကျွန်တော်တို့ဘုရားပြည့်တော်ဝန်ကိုတစ္ဆာရှိစွာကဘာဆက်ဆက်တမိုင်းဆက်ဆက်မှာလက်ဆင့်ကမ်းနိုင်ဖို့ အတုမရှိသောမေတ္တာနဲ့ကိဉ္နာတွေကိုသူတို့ခံစားနိုင်ဖို့ဒီရှင်လေးကိုမေတ္တာပို့တဲ့သဘောနဲ့ဆွတ်တောင်းပေးတဲ့သဘောနဲ့ဒီဆိုချီးမွမ်းကြပါစို့ကြည့်ပေါ် You. Mm -hmm. ်ရှိတော်မူသောဖတ်မြတ်စွာသောဘုရားသခင်လူရဲ့စာတိတဘောတတ်မခြင်းကတော့စစ်ပွဲတွေနဲ့အချင်းချင်းယုံကြည်ယုံကြည်စံကတ်နဲ့လူသားမှုတွေကိုဖြစ်စေခဲ့ပါလေကရထာရဲ့မရတဲ့မေတ္တာတရားတွေအေးမြပါလေငြိမ်းချမ်းမှုဖြစ်ပါလေစိတ်လုံးတက်တာခြင်းဖြစ်ပါလေထူးမင်္ဂလာကိုကျွန်တော်တိုင်းသူပြည်သားများအတိအကျခံစားနိုင်ဖို့ရန် ထရဖျားသည်ကျွန်တော်နိုင်ငံကြီးကိုကောင်းကြီးပေးရေးဆောင်မကြည့်ရှိပါစေတော့နိုင်ငံသူနိုင်ငံသားအသီးသီးပေါ်မှာကိုရီးယားရှင်မျက်နှာလင်းတော်ကိုဆွလက်သူတို့အားဂရုဏာကျေးဇူးပြုတော်မူပါစေတော့အမိမြန်မာနိုင်ငံသူနိုင်ငံသားအသီးသီးပေါ်မှာကရောမျိုးကြီး၍ချမ်းသာပေးတော်မူပါစေတော့ခမည်းတော်ဖျားသခင်ရဲ့မြတ်တော်တော်တော်ယေရှုခရစ်တော်ရဲ့ကျေးဇူးတော်နဲ့ 当行动文言的偏言，每在不进技术暴露的，阿弥，慢慢念个都念个那阿弟的婆娘了。噶，一段就让比阿们小白，说张家公道，说张伯弟弟婆妈。假如说，岁月，阿拉是面对要的是，天内把事的，阿弥。